မိုင်းဖြတ်မြို့နယ်၌2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးတွေးဆောင်ပွဲပြုလုပ်တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းမြင့်နယ်ရှိပိုင်းတာချီလိတ်ခရိုင်မိုင်းဖြတ်မြို့နယ်တွင်2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်တွေးဆောင်ပွဲကိုအောက်တိုဘာလ10ရက်နေ့နဲ့ပိုင်းကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခမ်းမ၌ကျင်းပခဲ့ပါသည်ရှေးဦးစွာပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ဦးမြင့်ဦးကမကြာမီကျင်းပတော့မည်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမည်အခြေအနေများရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာများမဲဆန္ဒရှင်စင်များကိုပထမအကြိမ်ကြီးညာထားသည့်အခြေအနေများမဲဆန္ဒနယ်မြေများတတ်မှတ်ချက်များမဲပေးဆက်များကိုမြို့နယ်လိုက်စနစ်တကျအသုံးပြုသွားမည်အခြေအနေများနှင့်ဆက်လင်၍အမှားစကားပြောကြားခဲ့ပါသည် ထို့နောက်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးမျိုးမောင်က တွဲဆောင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များရွေးကောက်ပွဲဆိုင်ရာဥပဒေအကြောင်းတည်ကောင်းစရာများနဲ့ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးတက်ဆိုင်ရာဌာနများနဲ့ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်အမှားစကားများပြောကြားခဲ့ပါတယ်။ယင်းနောက်ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကဥက္ကဋ္ဌဦးအောင်မင်းဝင်းကမကြမီကျင်းပတော့မည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် ထူးခြားသည့်ရွေးကောက်ပွဲဖြစ်ကြောင်းနှင့်ဆက်လင်း၍ရှင်းလင်းပြောကြားခဲ့ပါသည်ဆက်လက်၍ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ကွဲတွင်ရမူဦးစော်မြင့်ဝင်းကရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီးမိုင်းဖြတ်မှုနှင့်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ကွဲမှဦးစည်းရာရှိဦးအောင်မြတ်မိုးမိုင်းရောင်းမှုနှင့်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ကွဲမှဦးစည်းရာရှိဦးတင်မိုးဝင်းတို့ကမြို့နယ်လိုက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ MEVM မဲပေးဆက်အကြောင်းအသိပညာပေးလုပ်ငန်းများဆောင်ရွက်နိုင်မှုခြေနေများကိုပါဝါပွိုင်းဖြင့်ရှင်းလင်းတင်ပြခဲ့ကြပါသည်။ယင်းနောက်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးမျိုးမောင်ကညီကုန်းချုပ်စကားပြောကြားခဲ့ကြောင်းသိရှိရပါသည်ခမညာ။